အစ္စလမ်ဘာသာဝင်ဆိုပေမဲ့ဗုဒ္ဓဖျားစီဒီပေါ်မှာအခုလိုမျိုးအပြုတ်မူလေးတစ်ခုကြောင့်ချီကျူးခံနေရတဲ့တယုတ်ဆောင်ချာလင်ဖျားစီဒီပေါ်မှာမထင်မှတ်တဲ့အပြုတ်မူလေးတစ်ခုလောက်ခဲ့လို့ချီကျူးခံနေရကတီဟောင်းဦးဇေယုတ်ကာရက်တာနဲ့လူသိများနာမည်ကြီးလာတဲ့တယုတ်ဆောင်ချာလီပါထို့ပြင်တဲ့ချာလီရဲ့အပြုတ်မူလေးတွေကြောင့်လည်းအားလုံးကတယုတ်ဆောင်ချာလီရဲ့စိတ်ထားလေးကိုချီကျူးနေကြတာပါတယုတ်ဆောင်ချာလီဟာရခုလက်တော်မှာပြတ်သားပြီးစီးသွားခဲ့တဲ့အမုံမြူရုပ်တန်ဇလန်တွေမှာတီဟောင်းဦးကာရက်တာအကောင်းဆုံးတယုတ်ဆောင်နေတာဖြစ်ပါတယ်ထို့ပြင်တော့တယုတ်ဆောင်ချာလီဟာ ရုပ်ဆောင်မင်းမင်းနဲ့ဝင်းရုံမောင်နိုင်တဲ့တို့တင်းဟောင်းဦးနဲ့ခက်ခက်မှာကာရိုက်တာကိုအလိုက်ပတ်ဆုံးတင်းဦးဆောင်နိုင်တာကိုတွေ့ရပါတယ်။ထို့သဖြင့်တော့အမုံမြင့်ကာရိုက်တာမှာတီဟာနဲ့တင်းဦးဆောင်ပုံတွေကတကယ်ကိုမှအားလုံးနဲ့ထပ်တူကြနေကြတာပါ။ဒါအပြင်တင်းဦးဆောင်ချာလီဟာယောက်ျားပီတာကအရင်ရှိရှင်နဲ့မင်းသားတလက်မလို့လည်းအားလုံးကသဘောကျကတင်းဦးဆောင်ချာလီဟာအမှုပညာလောကမှာထိတ်တန့်အောင်မြင်မှုတွေရလာမယ်။မင်းသားတလက်ဖြစ်နေတဲ့နမိတ်ကြီးနေတာဖြစ်ပါတယ်။ခုဆိုရင်တော့တင်းဦးဆောင်ချာလီဟာရုပ်ရှင်ဇလန်ဒရီအများကြီးရိုက်ကူးနေရပါပြီ။ ဒါကြောင့်လေမြန်မာလူမျိုးရင်းထုံနှန်းစင်လာရရုပ်ရှင်ကတော့ဝယ်ပြီးအခမ်းအနားတွေကိုလည်းလာရောက်နေပါတယ်ဒီလိုအချိန်မှာဘာသာစကားတရားဖြစ်တဲ့တရုတ်ဆောင်ချာလီရဲ့အပြုတ်မှုလေးတွေကလေးစားစရာဖြစ်နေကြတာဖြစ်ပါတယ်တချို့သောသတင်းတွေအရတရုတ်ဆောင်ချာလီဟာအစ္စလမ်ဘာသာဝင်တဦးဖြစ်တယ်လို့လည်းသိရတာပါတရုတ်ဆောင်ချာလီဟာဒီလိုအစ္စလမ်ဘာသာဝင်တဦးဖြစ်ပေမဲ့လည်းရုပ်ရှင်ကတော့ဝယ်တွေကိုတင်ရောက်ခါရှင်မခိုးပေမဲ့လည်းရိုသေစွာထိုင်ပေးနေကြတာဖြစ်ပါတယ်တရုတ်ဆောင်ချာလီဟာဘာသာစကားတရုတ်ဆိုပေမဲ့လည်းအခုလိုလေးစားတဲ့အပြုတ်မှုတွေကြောင့်အားလုံးကချီးကျူးနေကြပါတယ် တကယ်ဆိုရင်အစ္စလမ်ဘာသာဝင်တယောက်ဖြစ်တဲ့ပြုံးဆောင်ချာလီနေနဲ့ကရော့ဝဲခန်းနာတွေမတက်ဘဲနေလို့ရပါမယ်လေအမှုပညာကိုလေးစားရင်စိတ်နဲ့တူ professional ပြီးသားစွာတက်ရောက်တာပဲဖြစ်ခါအမှုပညာအပေါ်ကိုလေးစားလေးနဲ့ချားတဲ့စိတ်လေးနဲ့ဘာသာမတူရင်တော့တယောက်ကိုတယောက်လေးစားတဲ့စိတ်ထားလေးကိုတယောက်ဆောင်ချာလီကဖော်ပြနိုင်ခဲ့တာပါဒါကြောင့်လဲပရိသတ်တွေကတော့တယောက်ဆောင်ချာလီရဲ့လေးစားစရာစိတ်ထားလေးကိုအားလုံးကချီးကျူးနေကြတာပါတယောက်ဆောင်ချာလီဟာလည်းမြန်မာရုပ်ရှင်လောကမှာနာမည်ကြီးကန်ဝင်မင်းသားကြီးမောင်မောင်တာဖြစ်ပြီးရဲ့နောက်ပိုင်းမှာတော့ ရှာရှာပွားပွားပေါ်လာတဲ့အစ္စလမ်ဘာသာဝင်အမှုပညာရှင်ဖြစ်ပါတယ်။ဒါကြောင့်လဲအစ္စလမ်ဘာသာဝင်ကလည်းတရုတ်ဆောင်မင်းသားချာလီကိုအပင်းနေကြတာပါ။ဒါပြင်တရုတ်ဆောင်မင်းသားချာလီဟာအမှုပညာလောကမှာတရုတ်ဆောင်ကောင်းယုံတာမကဘဲဖြူစင်တဲ့စိတ်ထားလေးကြောင့်လည်းလူချစ်လူခင်ပေါ်များပါတယ်။တကယ်ဆိုရင်တရုတ်ဆောင်ချာလီဟာဒီလိုနေရာတနေရာကိုရဖို့အလွယ်တကူရလာခဲ့တာမျိုးမဟုတ်ပါဘူး။တရုတ်ဆောင်ချာလီဟာမော်ရယ်နဲ့အစီအစဉ်တင်ဆက်သူအဖြစ်နဲ့တစ်ပေါင်းများစွာအမှုပညာလောကမှာကျင်လည်ပြီးမှအမုန်းမြင့်ဇလန်းတွေနဲ့တူ ပြုဆောင်လောကကိုကူးပြောင်းလာတာဖြစ်ခါပရိသတ်တွေအတိမတ်ပြုခံရတဲ့နေရာတနေရာကိုရရှိထားတာဖြစ်ပါရင်အခုဆိုရင်ပြုဆောင်ချလင်ဟာနေတိုးတို့မြင့်မြတ်တို့ခင်လုံမှာလူမြောင်လောကရင်ထိတ်တန့်မင်းသားတစ်လက်ဖြစ်လာတော့မယ်လို့ယူဆခံနေရတာပါထို့ဖြစ်တော့ပြုဆောင်ချလင်ဟာလူမှုပေါင်းသင်းဆက်ဆံရေးကောင်းတယ်လို့ပရိသတ်တွေချစ်အောင်လဲနေတယ်လို့လဲအားလုံးကအပင်းချင်းကိုခံနေရတာပါဒီဒီကျကျပြောရရင်တော့ပြုဆောင်ချလင်ဟာသူချင်းရတဲ့အလှမယ်ဒီကိုသစ္စာရှိစွာတွဲပြကဘာသာမတူတဲ့တခြားဘာသာဖြစ်နေတဲ့နောက်မှာလေးစားစွာနဲ့နေထိုင်တဲ့ကအမှုပညာမှန်မှန်မရှိဘဲ အနုပညာလောကသားချင်းချင်းလေးစားမှုပြည့်တဲ့ဆက်ဆံတက်တာကြောင့်လည်းအားလုံးကချစ်ခင်ပေးနေကြတာပါဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောတရုတ်ဆောင်မင်းသားချာလီကိုအားပေးကြသလားဆိုတာပြောသွားချပါအောင်ရှင်